စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြန်ဆိုင်တိုက်ခါအလုံးကိုကြော်ပြီးတော့ဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ခွင့်ရှိတဲ့နေသားကောင်းကိုကြုံမယ်ရှင်ပြိုင်မှုမှန်သမျှအောင်မြင်ခြင်းရှိမယ်ကိုလို့သမျှလူသီးထေရှားဖြစ်မယ်နာမည်ကြော်ကြားခြင်းကိုလိုလားသူတွေဒီချိန်မှာကိုလို့တန်ကြော်ကြားသွားမယ်လှုပ်ဝဲပြီးလှုပ်ခြင်းတဲ့သူလှုပ်ဝဲလို့မရဘူးလူများကိုစောင့်ကြည့်နေမယ် ကိုလှုပ်တာအားလုံးကိုလည်းဝေဖန်ကြနေမယ်အဓိကတော့ဒီချိန်မှာကောင်းသောအကျိုးပေးသောအနေထားနဲ့ကောင်းသောကြော်ကြားမှုအတွက်ကိုရရှိနိုင်တဲ့ကာလပေါ့ငွေကြေးကိုစုလို့တော့မလွယ်ဘူးစုထားတဲ့ငွေတွေတောင်ဒီကာလသုံးပြရမှာဒီချိန်မှာလှုပ်တဲ့ကိစ္စသူများအတွက်လှုပ်ပြရတဲ့အနေထားများနေတယ်ဘေးဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့ မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရားနေ့အရာရာရှင်ပြေမယ်လို့သမျှအောင်မြင်မယ်တိုးတက်မယ်ရှင်ပြေမှုမှန်သမျှလည်းအောင်မြင်လိမ့်မယ်။နေ့ရက်နေ့ရန်တိုက်ခံနေတဲ့ကိုထိတိုက်တွေ့ရတဲ့ ူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေမှာနှောင့်နှေးခြင်းချုပ်မယ်အဲ့ဒီနေ့မှာလေမဟာယကျန်းနဲ့တိုက်ဆိုင်နေတော့အသွာလာဂိယူဆိုင်ရမယ်သူချင်းအရှိရကုန်တည်သွားစရာနေရှိတတ်တယ်မနဲ့ခုနိုင်ခွဲနဲ့ကိုးနိုင်အတွက်သိတ်သတိထားမယ်သုံးရနေ့ကတော့အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းတွေကိုချုပ်မယ်လေးရနေ့မှာမထင်မှတ်ပဲခီးကိစ္စဆင်ပြေမယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းနဲ့ချုပ်မယ်ငါးရနေ့မှာ ရှင်မန်းမထားပဲငွေဝင်လိမ့်မယ်လက်ဖွင့်လိမ့်မယ်လောက်ကန်ဆင်ပြေလိမ့်မယ် 6ရက်နေ့ကရန်တက်ကနေနဲ့ထိတ်တိုက်တွေ့ရတာကြုံတယ်။ခုနှစ်နေ့မှာကိုပိုင်ဆုံးဖြတ်ချက်မှန်တယ်။လုံးသမျှဆင်ပြေမယ်စတင်တဲ့ကိစ္စမှန်သမျှကောင်းတော့အကျိုးဆက်နဲ့တိုးတက်မှုကိုဖန်တီးနိုင်တဲ့အနေထားကောင်းကိုကြုံနိုင်မယ်။တနင်္လာနေ့သောကြံနေ့စနေနေ့မွေးတဲ့သူတွေကောင်းကျိုးပေးလိမ့်မယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်။လေးခွန်ကိုကနံချိုးပေးတယ်။ အညိုရောင်ပြာရောင်နှုတ်တရောင်တို့ကိုဝင့်စင်သုံးဆွဲပြီးလို့ရှိရကိစ္စဆောင်ရွက်နိုင်ပါတယ်။တကူးလာရဲ့ပထမဆုံးသောအင်္ဂါနေ့ဖြစ်တဲ့ April 10ရက်နေ့အဲ့ဒီနေ့မနေ့9နိုင်ချိန်မှာဖရာဇေဒီရဲ့ဗုဒ္ဓတော်မှာပထောင်ဆက်ညွန်သွားတင်ပြီးတော့အလိုရှိရာဆူတောင်းမှာဒါမျိုးရပယ်ခွင့်ခွင့်ရေးကိုရာတော်ယူပါတနေ့မှမှတည့်ရက်တည့်ရက်မှမှဒီချိန်လေးမှာဆူတောင်းပြည့်တဲ့ကံကြမ္မာလူသားတွေအတွက် မဟာဆက်ကြဝဠာရဲ့စွမ်းတစ်ခုကဖန်တီးထားတယ်အဲ့ဒါလက်တွေသုံးချအကျိုးရှိနိုင်မယ်ကျေးဇူးတင်ပါတယ်